မင်္ဂလာပါခင်ဗျာကျွန်တော်ရမိတ်ဆွေများအားလုံးကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဦးစွာနှုတ်ခွန်းဆက်တာမေတ္တာပို့တာအပ်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်ရမိတ်ဆွေများကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့အိမ်ပြန်နောက်ကျသူများဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ အိမ်ပြန်နောက်ကျသူများတခါတော့ငါတောအုပ်တစ်ခုထဲမှာတစ်ပင်အိုရင်တပင်ရှိပါတယ်တစ်ချိန်လုံးကတော့သူဟာ အခက်လက်တွေ စိမ့်လန်းဝေဖြာပြီးအရန်ကိုကြည်ကောင်းခဲ့ပါတယ်သူ့ရဲ့အရေးအောက်မှာလာရောက်ခိုနာကြတဲ့ချစ်စရာကောင်းတဲ့ကျင်းကတွေကအစကြောက်စရာကောင်းတဲ့ကြားချင်းသိစားတဲ့တရိษံတွေအစုံအလုံးအလုံးက ေးမြတဲ့သူ့ရဲ့အရေးတွေကြောင့်အယံကိုပျော်ရွှင်ခဲ့ကြရပါတယ်။တခါတရံမှာတောအုပ်ထဲကိုရောက်လာကြတဲ့လူတွေတောင်မှ သူ့အရေးအောက်မှာခိုနှားခဲ့ကြဖူးတယ်။ကံကောင်းလို့သာ သူဟာခုတ်လဲခြင်းမခံခဲ့ရတာပြီးတော့သူ့မှာအယံလပပြီးချစ်စရာကောင်းတဲ့မိတ်ဆွေတွေလည်းရှိပါသေးတယ်။သူတို့ကတော့မိုးတိမ်လေးတွေပဲဖြစ်ပါတယ်။မိုးတိမ်လေးတွေက ။ဟိုးခေါင်းငင်အမြင့်ကြီးမှာနေထိုင်ကြပြီ။သူတို့ရဲ့အလုတ်ကလိုအပ်ရင်ရွာသွန်းနိုင်ဖို့မိုးဆက်မိုးပေါက်လေးတွေကိုလိုက်လံစုဆောင်းကြရတဲ့အလုတ်ပဲဖြစ်ပါတယ်။တနေ့မှာတော့သစ်ပင်ကြီးကမိုးတိမ်လေးတွေကိုအကူအညီတောင်းပါတယ်။မိတ်ဆွေတို့ရေငါ့ကိုကူညီပါ။ငါရေအရန်စာနေလို့ကျေးဇူးပြုပြီးမိုးဆက်လေးတွေရွာချပေးပါနော်လို့ပြောတဲ့အခါမိုးတိမ်လေးတွေက သူတို့မှရှိထားတဲ့မိုးဆက်လေးတွေကို ပြန်ကြည့်လိုက်တဲ့အခါ အရန်ကိုနဲနေတယ်ထင်လို့တစ်ပင်ကြီးကိုခဏဆောင်မှုပြန်ပြောကြတယ်မိတ်ဆွေကြီးရေငါတို့မှာရှိထားတဲ့မိုးဆက်လေးတွေကတဲ့အတွက်လုံလောက်မှာမဟုတ်ဘူးမိုးဆက်လေးတွေအများကြီးရဖို့ငါတို့လိုက်စုလိုက်ပါဦးမယ်တီးခံပြီးခဏဆောင်ပေးပါမိုးဆက်လေးတွေအများကြီးစုမိလို့ပြန်လာတဲ့အခါမိတ်ဆွေကြီးလိုအပ်သလောက်အစွမ်းကုန်ကူညီပါမယ်လို့ပြောပြီးမိုးတိမ်လေးတွေက သူတို့ရဲ့ချစ်မိတ်ဆွေသစ်ပင်ကြီးကိုကူညီဖို့ဟိုးအဝေးကြီးကိုထွက်သွားပြီးမိုးဆက်လေးတွေကိုစူးစမ်းပန်းစားနဲ့ခက်ခက်ခက်ခဲရှာဖွေစုဆောင်းနေကြတယ်ဒီလိုနဲ့အချင်းတွေအကြာကြီးကုံဆုံးသွားတဲ့အခါသစ်ပင်ကြီးဟာသူ့ရဲ့မိတ်ဆွေမိုးတိမ်လေးတွေကိုမတွေ့ရတာကြာလို့သတိရတဲ့အကြောင်းသူတို့ပြန်လာမယ့်အချိန်ကိုစောင့်မျှော်နေတယ်ဆိုတဲ့အကြောင်းကိုမိုးတိမ်လေးတွေစီသတင်းစကားပါလိုက်ပါတယ်မိုးတိမ်လေးတွေက ရှင်မိတ်ဆွေတစ်ပင်ကြီးရဲ့တရံစကားကိုကြားလိုက်ရတဲ့အခါအယံကိုပျော်ရှင်သွားကြပြီးကျေးဇူးပြုပြီးခဏလေးပဲစောင့်မေးပါအခုဆိုရင်သူတို့မှမိုးဆက်လူတွေတော်တော်စုမိနေပါပြီလုံလောက်တဲ့မိုးရေတွေစုပြီးမကြခင်ပြန်လာခဲ့မယ်လို့ပြန်လည်ဖြေကြားတရံစကားပါလိုက်ပါတယ်နှစ်တွေအကြာကြီးကုန်သွားပြီးတဲ့အခါလုံလောက်တဲ့မိုးရေစစ်တွေကို စုဆောင်ရရှိထားပြီးဖြစ်လို့မိုးတိမ်တွေကမိတ်ဆွေတစ်ပင်ကြီးရှိရာစီကို ပြန်ဖို့ဆုံးဖြတ်လိုက်ကြရတယ်။သူတို့ရဲ့မိတ်ဆွေကိုကုညီခွင့်ရတော့မယ်ဆိုတဲ့အတွေးနဲ့မိုးတိမ်လေးတွေဟာအယံကိုပျော်ရွှင်နေခဲ့ကြပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာက သူတို့ရောက်သွားကြတဲ့အခါအယံချစ်ရတဲ့သူတို့ရဲ့မိတ်ဆွေတစ်ပင်ကြီးဟာချောက်တွေ့ပြီးသေဆုံးနေပါပြီ။သူတို့စုဆောင်ထားခဲ့တဲ့မိုးဆက်တွေကိုဘယ်လိုပင်အစွမ်းကုန်ရွာသွန်းပေမဲ့လို့တစ်ပင်ကြီးအသက်ပြန်ရှင်အောင်တော့သူတို့မကူညီနိုင်တော့ပါဘူး။ တစ်ပင်ကြီးကသူတို့ကိုနှုတ်ဆက်စကားပြောသွားခဲ့တယ်ဆိုတဲ့အကြောင်းအခြားမိတ်ဆွေတွေစီကနေမိုးတိမ်လေးတွေသိလိုက်ရပါတယ်။အရန်ချစ်ရတဲ့မိတ်ဆွေမိုးတိမ်လေးတို့ရေငါ့ကိုကူညီဖို့ဟိုအဝေးကြီးကိုထွက်သွားကြရပြီးမိုးဆက်လေးတွေကိုခက်ခက်ခက်ခဲဆူဆောင်းကြရတယ်ဆိုတာငါနားလဲပါတယ်။ငါအတွက်နဲ့ပင်ပန်းကြရတာတကယ်ကို စိတ်မကောင်းပါဘူး။ငါကမင်းတို့ကိုချစ်ခင်သလိုမင်းတို့လည်းငါ့ကိုချစ်ခင်ကြတယ်ဆိုတာ ငါယုံကြည်ပါတယ်မင်းတို့ပြန်လာတဲ့အထိနေဖို့ငါအစွမ်းကုန်ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့ငါတောက်မခံနိုင်တော့ဘူးအခုငါထွက်သွားရတော့မယ်နှုတ်ဆက်ခဲ့ပါတယ်မိတ်ဆွေတို့ရေမင်းတို့နဲ့စကားတွေအများကြီးပြောချင်ပါသေးတယ်ဒါပေမဲ့ဘာတတ်နိုင်မှလဲလေအခုငါရေအရန်စားတာပဲလေချောင်းတွေလည်းခြောက်ကန့်နေပြီငါအတွက်စိတ်မကောင်းမဖြစ်ကြပါနဲ့တကယ်လို့ဖြစ်နိုင်ရင် ငါလိုအသက်ကြီးတဲ့တစ်ပင်တွေကိုတတ်နိုင်သလောက်အကူအညီပေးကြပါဂရုစိုက်ပေးကြပါလို့နောက်ဆုံးတောင်းဆိုပါရစေတငယ်ချင်းတို့ရေငါသွားပြီနော်မိတ်ဆွေတစ်ပင်ကြီးရဲ့နှုတ်ဆက်စကားကိုကြားသိလိုက်ရပြီးတဲ့အခါမိုးတိမ်လေးတွေကအယံကိုဝမ်းနေခဲကြရပါတယ်ပြီးတော့နောင်တတွေလည်းရခဲ့ကြတယ်သူတို့သာစောစောပြန်လာပြီးသူတို့စီမှာရှိတဲ့မိုးရေဆက်တွေနဲ့ ရသလောက်ရွာသွန်းပြီးကူညီပေးခဲ့မယ်ဆိုရင် အခုလောက်ဆိုတစ်ပင်ကြီးကအသက်ရှင်နေနိုင်နေတယ်လေအခုတော့ငါတို့ရဲ့ချစ်မိတ်ဆွေတစ်ပင်ကြီးကို ဆုံးရှုံးလိုက်ရပြီဆိုပြီးငိုကြွေးနေကြပါတယ်ဒါကတော့မိဘမိတ်ဆွေတွေကိုကူညီဖို့အဝေးတနေရာကိုထွက်ခွာပြီးအလို့ကြိုးစားနေကြတဲ့သူတွေကို ပုံဖော်ထားတဲ့စတိုရီလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာတခါတည်းမှာကျွန်တော်တို့ကချစ်ခင်ရတဲ့သူတွေကို အကောင်းဆုံးကုညီပေးနိုင်ဖို့ဆိုတဲ့စိတ်ကူးဆုံးဖြတ်ချက်တွေနဲ့အဝေးတနေရာကိုခက်ခက်ခဲခဲတွားရောက်လောက်ကင်ရှာဖွေစူးစမ်းနေကြတယ်။စီးပွားရေးကြောင့်ထွက်သွားကြတဲ့သူတွေရှိသလိုပညာရေးအတွက်မိဘရင်ခွင်ကိုခွဲခွာပြီးနိုင်ငံရဲ့ခြားတိုင်းတစ်ပါးကိုတွားရောက်ကြတဲ့သူတွေလည်းရှိတယ်။စသဖြင့်အကြောင်းမျိုးမျိုးကြောင့်ထွက်ခွာသွားကြပြီးရည်ကြည်ရမျက်နှာရတခါတရံမှာတော့ပျော်ရွှင်ကြရပေမဲ့များသောအားဖြင့်ကျွန်တော်တို့ရဲ့စိတ်တွေက အီချမ်းလုံးချုံတဲ့မိဘရိပ်မြုံလေးကိုပဲတရိယာနေတတ်ကြတယ်။ချမိတ်ဆွေတွေရဲ့နှွေးထွေးပျော်ရွှင်မှုကိုတန်းတတတ်ကြတယ်။မွေးရမြေကိုလွမ်းဆိုတတ်ကြတယ်။နေရာအသစ်မှာဘယ်လိုအခက်အခဲတွေကြုံတွေ့နေရပါစေ။မွေးရမြေမှာကြံရက်ခဲတဲ့မိဘဆွေမျိုးချမိတ်ဆွေတွေရဲ့ကုညီဖေးမအားပေးစကားတည်င်းမေးစကားတွေနဲ့အရာရာတိုင်းကိုကြော်ဖြတ်ကြတယ်။ဒီလိုနဲ့ ရီမှန်းချက်တွေပြေးဝတဲ့သူတွေရှိသလို မပြည့်တဲ့သူတွေလည်းရှိကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေ ပြည့်သည်ဖြစ်စေမပြည့်သည်ဖြစ်စေကျွန်တော်တို့ကိုချစ်ခင်တဲ့ကျွန်တော်တို့ကိုတန်ဖိုးထားမျက်နှိုးကြတဲ့ကျွန်တော်တို့ရဲ့မိဘကျွန်တော်တို့ရဲ့မိသားစုကျွန်တော်တို့ရဲ့ချစ်သူကျွန်တော်တို့ရဲ့မိတ်ဆွေတွေကကျွန်တော်တို့ပြန်လာမယ့်နေ့ရက်တွေကိုလက်ချိုးရည်အတွက်စောင့်မျှော်နေကြတယ်ဆိုတာကတော့အမှန်ကန်ပါပဲ။ တခါတည်းရမှာဘလို့မှဖြည့်သိမ့်လို့မရအောင်အရန်ကိုဝမ်းနေစရာကောင်းတာက ထွက်ခွာသွားကြတဲ့ကျွန်တော်တို့အားလုံးမှာချိုးတချို့တွေက ပြန်မလာနိုင်တော့ဘူးပြန်လာဖို့အခွင့်မရှိတော့ဘူးစောင့်မျှော်နေကြတဲ့ကျွန်တော်တို့ရဲ့ချစ်မိတ်ဆွေတွေကလည်းစောင့်မနေနိုင်တော့တာစောင့်ခွင့်မရှိကြတော့တာမျိုးတွေဖြစ်တတ်ကြပါတယ်ဘာပဲဖြစ်ဖြစ်ရီမှန်ချက်တွေပြည့်စုံပြီဆိုရင်တော့ သမတ်ရထတရက်လောက်စောပြီးအိမ်ပြန်ပါတရက်နောက်ကြတဲ့တင့်ရဲ့အိမ်အပြန်ခရီးဟာတင့်ဘဝမှာနောက်တစ်ခါဘယ်တော့မှပြန်မရနိုင်တော့တဲ့တန်ဖိုးကြီးမားတဲ့အရာတွေကို ဆုံရှုံရတတ်ပါတယ်။ဒါကြောင့်ကျွန်ုပ်ရဲ့မိတ်ဆွေတွေကိုအိမ်ပြန်နောက်မကြပါနဲ့လို့အကြံပေးတိုက်တွန်းပါရစေခင်ဗျာ။ဒီဗီဒီယိုလေးကတော့ထိုင်းဘာသာစကားကိုသင်ကြားပို့ချပေးနေတဲ့ MMC Facebook အကောင့်ပိုင်ရှင် ဆရာမျိုးချက်ဇာနီကတင်ဆက်ပြထားတဲ့တစ်ပင်အိုနဲ့တိမ်လွာလေးတွေအကြောင်း စတိုရီကို ပြန်လည်ခန်းစားမျှဝေတင်ဆက်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်းကျေးဇူးပြုပြီး subscribe လုပ်ထားပေးဖို့ like and share လုပ်ထားပေးခဲ့ဖို့အထူးမေတ္တာရက်ခံပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုစိတ်နှပါအစင်သာဝရအီချမ်းသာရကြပါစေ။ လှပတဲ့အင်းအပြန်ခရီးနေရက်တွေနဲ့အတူပျော်ရွှင်စရာကောင်းတဲ့အနာဂတ်တွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ